မကလာဒီနေ့မှာတော့အမကဟလာ Sanders Day ရဲ့ရှေ့မှာတင်ဂေတာဆိုင်လေးတွေထည့်မယ်ပြီးလို့ရှိရင်အမကနံပါတ်စင်လေးတွေတက်မယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုမျိုးတက်မလဲဆိုလို့ရှိရင်အမတို့ကဟလာကိုတက်ချင်တဲ့ Sanders ကိုအမတို့ကအယုံယုံဆက်လက်မှတ်လိုက်တယ်ပေါ့နော်ဆက်လက်မှတ်ပြီးပြီဆိုရင်အမတို့က Paragraph Group တွေကနေပြီးတော့အမတို့ကဒီမှာ Bullets and Numbers ဆိုတာရှိတယ်ပေါ့နော် ဒီမှာဆိုဘူးလက်ဘူးလက်ဆိုတာကဘာလဲဆိုရင်မတို့ကတင်ဂီတာလေးတွေထည့်တယ်ပေါ့နော်ရှေ့မှာတကယ်တမ်းသူကဖောင်ပဲဖောင်တင်ဂီတာထည့်တာပေါ့နော်ဒါဆိုသူ့ရဲ့ဒေါင်းလေးကိုတစ်ချက်နှိမ့်လိုက်တယ်ဒါဆိုရင်မတို့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဖောင်ဒီမှာဆိုလို့ရှိရင်မတို့ resonantly new ဘူးလက်ဆိုတာမတို့မကြခင်ကမတို့တုံးထားတဲ့ဘူးလက်လေးတွေကိုသူကဒီမှာပြပေးတယ်ပေါ့နော် ပြီးလို့ရှိရင်မဟုတ်ဒါကဘူလက် library ဘူလက် library မှာလည်းကိုရွေးထားတဲ့ဟာကိုရွေးကိုအသုံးများတဲ့ဟာတွေကိုတို့ဒီမှာတစ်ချက်ပြပေးတယ်ပေါ့နော်ဒါဆိုရင်မဟုတ်ကိုကဒီတင်ငေတာကြိုက်တယ်ဆိုဒီတင်ငေတာလေးကိုတစ်ချက်ကလစ်လိုက်တယ်ပြီးလို့ရှိရင်မဟုတ်ဒီမှာဝင်သွားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုကိုကထပ်ပြီးတော့ဘူလက် design ကိုထပ်ပြီးတက်မှတ်ချင်တယ်ဆိုလို့ရှိရင်တော့အမားတို့ define new ဘူလက်ကိုသွားတယ်ပြီးလို့ရှိရင်အမားတို့ဘယ်ကိုသွားမှလဲဆိုရင် sample တွေကိုသွားမယ်ဆံပယ်ထဲမှာမှာအမတို့တခါလေကြာရင်တော့ဒီလိုမျိုး found တွေဖြစ်နေတတ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်ကိုက found တည်ရယ်ဆိုရင်ဒီမှာဆိုရင် found ကတော့ပြီးတော့ကိုကရိုက်ထည့်လိုက်ပေါ့နော်အမားတို့သင်္ကေတ found ကဘာရှိလဲဆိုတော့ w e b d i n g ဆိုပြီးရှိတယ်အဲပြီးလို့ရှင်မှာတော့ under တစ်ချက်ခောက်လိုက်ပြီးလို့ရှင်မှာတော့ sample ရဲ့ဝင်ပြန်ဝင်လိုက်ဒါဆိုတော့ဒီမှာ found ပေါ့နော်ဒါကြတော့ found တည်တတ် sorry ဒါကြတော့ sample လေးကြီးပဲတည်တတ်ပေါ့နော်ဒီ found ကကြတော့ဒါဆိုရင်ကိုထည့်ခြင်းတဲ့ဟာကိုကရွေးလိုက်တယ် ဟုတ်ပြီရွေးပြီးပြီဆိုလို့ရှိရင်အမားတို့ကโอเคဒီဒီ bus store လေးထည့်ခြင်းတယ်ဒီ sorry ဒီ bus လေးထည့်ခြင်းတယ်ဆိုဒါလေးကိုရွေးလိုက်တယ်ပေါ့နော်ရွေးပြီးပြီဆိုโอเคလုံးလိုက်တယ်ဒါပေမဲ့ तू ကဒီမှာ paper မှာတော့ तू မပြသေးဘူးဒီ box ထဲမှာပဲ तू က preview မှာပဲပြပေးတယ်အဲ့မှာမှာ तू ကမှာတော့ alignment ချိန်လို့ရတယ်အဲ့ဒီကိုထည့်လိုက်တဲ့ sample လို့ရ center မှာထားမှာလာအမမို့ right မှာထားမှာလဲကိုကြိုက်တဲ့ position ကိုထပ်ပြီးတော့အမတော့ရွေးလို့ရတယ်ပေါ့နော်ဒါကကိုကြိုက်တဲ့ position ကိုထပ်ရွေးလို့ရတယ်ပြီးလို့ရှိရင် okay လုပ်လိုက်တယ် ဟုတ်ပြီနော်ဒါကြာမှာတော့ဘူးလက်ထဲတာဟုတ်ပြီနော်နောက်တော့ထပ်ပြီးတော့သွားကျင်သေးတယ်ဆိုလို့ရှိရင်ဘူးလက်ထဲအဲဒီဘူးလက်ရဲ့ down ကိုဝင်မယ်ဒါဖိုင်းနူးဘူးလက်ကိုသွားမယ်ဆမ်ပယ်လေးကိုသွားမယ်အဲ့ဒါပြီးရင်မှာတော့ဒီနန်လေးမှာကိုကဆက်လက်မှတ်ပြီးတော့ဒီ font ကိုဆက်လက်မှတ်ပြီးတော့ keyboard ကနေပြီးတော့ down ရေးတစ်ချက်နှိပ်ပြီးတစ်ချက်ချင်းစီနှိပ်ပြီးတော့ကိုကဒီမှာသွားပြီးတော့ကိုလိုချင်တဲ့ font တင်ဂီတာလေးကိုသွားရှာလို့ရတယ်ပေါ့နော်ဒီမှာကိုလိုချင်တဲ့ font ဒါဆိုလို့ရှိရင်ဒီမှာအမက ဒီဖောင်းလိုချင်တယ်ဒါလေးကိုရွေးလိုက်တယ်ရွေးပြီးပြီဆိုရင်မတော့ okay လုပ်လိုက်တယ်ပြီးရင်မတော့ okay လုပ်လိုက်တယ်ပေါ့နော်အဲအဲ့လိုမျိုးထည့်လို့ရတယ်ပြီးလို့ရှိရင်အမတို့ကဟာလာအဲသူကပြီးလို့ရှိရင်မတော့သူကဗာလဲဆိုရင်သူကတကယ်တမ်းဖောင်းပေါ့နော်ဒီမှာဆိုရင်မတော့ဖောင်းကိုကလာကလာပေးလိုက်တဲ့အခါမှာဘူလက်လေးပါသူကလိုက်ပြီးတော့ကလာပြောင်းသွားတယ်ပေါ့နော်သူကဒီမှာကလာပြောင်းသွားတယ်ပြီးလို့ရှိရင်မတော့ဖောင်းဆိုင်ကြီးတယ်ဆိုဘူလက်ကလိုက်ပြီးတော့ဖောင်းဆိုင်ကကြီးမယ်ပြီးလို့ရှိရင်သေးတယ်ဆိုဘူလက်ပါလိုက်ပြီးတော့သေးမယ်တကယ်တမ်းကဒီကဘူလက်ကဖောင်းမယ်ပေါ့နော်ဒါဆိုလို့ရှိရင်မတို့က ဟုတ်ပြီဒါဆိုရင်မတို့ကနောက်ထပ်ထပ်ပြီးတော့ဗာထည့်လို့ရလဲဆိုရင်မတို့ပစ်ချထည့်လို့ရတယ်ပေါ့နော်ဘူလက်မှာမှာပစ်ချထည့်လို့ရတယ်ပစ်ချကြမှာတော့လူကိုတွေပါထည့်ခြင်းတဲ့အခါမှာကြာရင်ဒီပစ်ချလေးကိုသုံးတယ်ပေါ့နော် ပိချောက်ကိုတစ်ချက်နှိမ့်လိုက်တယ်ပြီးလို့ရှိရင်မတော့ fine တွေကကို့မှာရှိတဲ့ကို့ဆက်တွေကထည့်မှာမို့လို့မတော့ phone တွေ fine လို့ယူလိုက်တယ်ယူပြီးဆိုရင်ကိုကဒီဘက်မှာကို့ထည့်ထားတဲ့လမ်းကြောင်းပြန်ယူပေါ့နော်အမကတော့ဒီမှာဒီမှာဆိုရင်မတော့ဒီမှာဆိုရင် data app ထဲကအမတော့ဒီမှာ design for portfolio ထဲမှာအမကရှိတဲ့အတွက်အမဒါလေးကိုယူလိုက်တယ်ပေါ့နော်ယူပြီးဆိုရင်မတော့ကို့ကို့ထည့်ချင်တာကိုယူလိုက်တယ်ပြီးရင် insert လုပ်လိုက်တယ်ပေါ့နော်အဲပြီးလို့ရှိရင်မတော့ okay လုပ်လိုက်တယ်ဒါဆိုရင်တို့ကဒီမှာအဲ logo ဆိုတဲ့ logo လေးကိုဝင်သွားတယ်ပေါ့နော်ကိုယ့်ရဲ့စာကြောင်းရှိမှ logo လေးတွေ ဝင်သွားတယ်ပေါ့เนาะဒါကတော့အမတို့ bullet ထဲတာဟုတ်ပြီအမတို့ thinking ဟုတ်ပြီအမတို့ဟုတ်ပြီနောက်ထပ်ထပ်ပြီးတော့အမတို့ဒီမှာဆိုလို့ရှိရင်အမတို့ကနံပါတ်ကြီးထည့်ကျင်နေဆိုရင် bullet ရဲ့ဘေးနားလေးမှာဒီမှာ तू ကကဏ္ဍလေးနဲ့ပြတယ်ပေါ့เนาะ तू ကသင်္ကေတဆိုရင်ဒီလိုသင်္ကေတဆိုင်းလေးနဲ့ပြတယ်နံပါတ်ကဏ္ဍထဲကိန်းကဏ္ဍထည့်ကျင်နေဆိုရင်နံပါတ်စင်ကြီးထည့်ကျင်နေဆိုအမတို့ဒီမှာသွားတယ်သူ့ရဲ့နံပါတ်ကနံပါတ်ကြီးဟုတ်ပြီเนาะသူ့ရဲ့ down လေးကိုသွားတယ်သွားပြီးရင်အမတို့ဒီမှာတစ်ခုချင်းစီရွေးလို့ရတယ်ကိုက ABCD တက်မာလား1 2 3လား အဲပြီးလို့ရှိရင်အမတို့ကဒီမှာတင်းတဲ့တုံလေးလာပေါ့เนาะတချို့အဲဒီမှာကိုယ့်ဘာကိုထပ်ပြီးတော့ဖောင်းနေရွေးကျင်နေတယ်ဆိုလို့ရှိရင်အမတို့က divine new format ကိုသွားလို့ရတယ်အောင်ပြီးသွားပြီးဆိုရင်အမတို့ဒီမှာဆို format number ရွေးလို့ရတယ်ပေါ့เนาะ format ကိုကိုယ်ကဘယ်လိုထည့်ကျင်တာလဲဒီ design ထည့်ကျင်နေဆိုဒီ design ပေါ့เนาะ design ရွေးလိုက်တယ်ရွေးပြီးပြီဆိုရင်အမတို့ဒီမှာဖောင်းလေးကိုသွားလိုက်တယ် ထောင်ထဲကိုသွားပြီးဆိုကွာမြန်မာလိုတက်ချင်တယ်ဆိုတော့အမကဒီနေ့နေ့မှသွားပြီးတော့ဟာလာပြည်တော်စုဆိုပြည်တော်စုပေါ့ပြည်တော်စုရိုက်လိုက်တယ်ပြည်တော်စုနံပါတ်ကြီးတက်မှာမလို့ပြည်တော်စုနံပါတ်ကြီးကိုရွှေလိုက်တယ်အဲဒါဆိုသူဒီမှာ preview ပြတယ် preview မှာသူဒီလိုတက်ပြီးမယ်ပေါ့ပြီးရင် okay လုပ်လိုက်တယ်အဲပြီးရင်မတော့ okay လုပ်တယ်အဲဒါကကြတော့မတော့ဒီလိုမျိုးကိန်းနဲ့တက်ထဲတာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အမတို့ကဟာလာ အဲသူကဒီလိုမျိုးသူကဘူးလက်ထိလိုက်တယ်ဆိုရင်သူကဒီပေပါရဲ့ဒီလိုမျိုးရွေ့သွားတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကွာဒီဘက်မာဂျင်ဘက်ကိုသွားကျင်တယ်ဆိုဒီလိုမျိုးပြန်ပြီးတော့ဆွဲပြီးတော့ကတ်လို့ရတယ်ဒီမျိုးလေးဒီအပေါ်မှာဆိုရင်ဟာဒီတုံလေးရှိတယ်ပေါ့နော်အဲ့တုံလေးကနေမှာတော့ဒီမှာဆိုရင်မာဂျင်ရဲ့ဒီနန်းလေးကနေမှာတော့ထပ်ပြီးတော့ဒီတုံလေးတွေကိုမှာတော့ရွှေ့လို့ရတယ်ဒီလိုမျိုးလားကိုလိုချင်တဲ့နားမှာကိုကဒီမှာရွှေ့လို့ရတယ်ဒီဒီဒီတုံလေးတွေနဲ့ပေါ့နော်ပြီးလို့ရှိရင်ရမှာတော့ဒါကရူလာဘာရှိနေမှာသူကအဲ့တုံလေးကသွား ချင်းလို့ရတာပေါ့နော်ဒီလိုတကယ်လို့သာတခါလေးကမတို့က ruler ဘာပျောက်နေလေဆိုရင်မတို့က view တက်ထဲကနေပြီးတော့မတို့ဒီမှာ ruler ဘာကိုမတို့ကခေါ်ထားလို့ရတယ်ဖျောက်ချင်တယ်ဆိုဖျောက်ထားလို့ရတယ် ruler ruler ဘာခေါ်ချင်တယ်ဆိုရင်မဒီမှာအမှန်ချင်ပေးလိုက်ရင်ရပြီဟုတ်ပြီနော်ဒါကြောင့်မတို့ကဒီမှာ number တွေထည့်တာဟုတ်ပြီကိုကအဲ့လိုမဟုတ်ဘူးတခြား design ထည့်ချင်တယ်ဆိုလို့ရှိရင်တော့မတို့တခြား design တွေကိုသွားမယ်ပြီးရင်အဲ define new number format ကိုသွားမယ်ပေါ့နော်သွားပြီးပြီဆိုရင်ကိုကဘယ်လိုမျိုးထည့်ချင်တာလဲပေါ့ အဲဥပမာကိုကဒီတိုင်းမဲ့ထည့်ကျင်တဲ့ယောမကနန်းဆိုတဲ့ယောမကနန်းထည့်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်မားတို့ကတင်းနစ်သုံးလေးထည့်ကျင်တယ်ဆိုတင်းနစ်သုံးလေးထည့်လိုက်တယ်ဟောဘီထည့်ပြီးပြီဆိုလို့ရှိရင်မားတို့ကဖောင်ပြောင်းကျင်နေတယ်ဆိုဒီမှာဖောင်သွားပြောင်းမယ်ပေါ့နော်ဖောင်သွားပြောင်းမယ်အဲ့ဒါဥမာကိုကဒီမှာတခြားဘာဖောင်ထည့်ကျင်တာလဲပေါ့နော်မြန်မာဖောင်ဆိုရင်ကိုကိုမြန်မာဖောင်ဘာဖောင်နေထည့်ကျင်တာလဲပေါ့နော် ကိုဒီမှာသွားပြီးတော့ကိုထည့်ကျင်တဲ့ဖောင်နေသွားပြီးတော့ယူပြီးလို့ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်မားတို့ကအဲအဲ့ဒီမှာ အမှဆိုရင်ဝင်းဝင်းဖောက်နေထည့်လို့ရမယ်ဟလာဝင်းဖောက်ကိုကဝင်းဖောက်ထည့်နေတဲ့ဆိုဝင်းဖောက်ပေါ့ဝင်းတက်ဝဲဆိုထားပါရွေးကြည့်လိုက်မယ်အဲ့မှာသူကမပေးဘူးတဲ့အဲ့ဒါဆိုရင်ဝင်းရွှေဘူရွှေဘူမှာကျတော့ပေးရပရီဗျူးပြတယ်ပေါ့နော်ဒါဆိုโอเคလုံးလိုက်တယ်ဟုတ်ပြီโอเคအဲဒီလိုမျိုးပေါ့နော်အာပြီးလို့ရှိရင်မတော့ဒါလေးကိုတစ်ချက်ဒီဘက်မှာဆွဲပြီးတော့ဒီလိုမျိုးလေးပြန်ကန့်ပြန်ကန့်ရင်လည်းရတယ်ပေါ့နော်ဒီလိုလေးပြန်ကန့်ရင်ရတယ်အဲဒီလိုမျိုးဖောက် ဖောင်ကိုအဲ့လိုမျိုးပြန်ပြီးတော့ချိန်လို့ရတယ်အဲပြီးလို့ရှိရင်အမားတို့ကဟုတ်ပြီပြီးလို့ရှိရင်အမားတို့ဒီလိုမျိုးပေါ့နော်အဲဒါဆိုရင်အမားကနောက်ထပ်ထပ်ပြီးတော့ဒီက1 2 3 4ဒါလေးယူလိုက်မယ်ပေါ့နော် အဲ့မှာမှာတော့ဒီမှာဆိုရင်မြင်လား9နဲ့6နဲ့အဲဒီမှာစာတောင်းတွေအရင်ကတ်နေတယ်ဆိုရင်မှာတော့ဒီ line space ကိုပြင်ချင်တယ်ပေါ့နော် line space ကြီးကိုပြင်ချင်တယ်ဆိုရင်မှာမတို့ paragraph group တွေကနေပြီးတော့ဒီမှာ line space ကိုပြင်လို့ရတယ်11.5ပုံမှန်တော့11.5ပေါ့နော်အဲ့ဒါမှာကိုကချဲ့ချင်တယ်ဆိုကိုကိုကြိုက်တဲ့လောက်ချဲ့လို့ရတယ်ဒါကြောင့် line space ကြီးပေါ့နော် line space ချေတာကိုကကိုကကိုထပ်ပြီးတော့ချဲ့ကျင်နေတယ်ဆိုတော့ line space option တွေကိုသွားမယ် line line space option တွေကနေပြီးတော့မတော့อ่ะအဲ့ဒါဒီမှာ space မှာဆိုရင်ကိုကဒီမှာဘယ်လောက်ထားမှာလဲပေါ့เนาะဒီမှာကိုထားကျင်လာကိုက30ထားကျင်နေဆို30လို့ဆိုပြီးရိုက်လိုက်တယ်ပြီးရင် okay လုပ်လိုက်တယ်ဒါဆိုရင်ဒီမှာ space 30ချထားရပါတယ်ပေါ့เนาะပုံမှန်ကတော့မတော့1 1.15ကဒါပုံမှန်မှန်ပေါ့เนาะ ဒါကြောင့်အမတို့ကဒါပုံမှန်ပုံမှန်ပေါ့နော်ဒီမှာဆိုရင်အမတို့ဒါကကြတော့ line space ပေါ့ဒါကတော့အမတို့ကဟလာစကိုဟလာအလဲစရွက်ရဲစရွက်ရဲဘယ်ဘက်မှာကတ်မှာလား center မှာထားမှာလားပြီးရင်ညာဘက်ကိုကတ်မှာလားဒါကကြတော့အမတို့ကအဲသူကအဲ survive ဒီမှာဆိုတော့ပုံပြီးတော့တည်တာတာပေါ့နော်ဒီဒီ alignment ကကြတော့အမတို့ကဒီမှာ survive တစ်ခုပြမယ်ဒါကကြတော့အမကအမရှင်းတာကအခုကတော့ bullet စံနံပါတ်ကြီးကိုပြောတာဒါပေမဲ့အမက ဘာလို့ပြလဲဆိုတော့じゃအမကတခါတည်းပါတဂရုတွေမှာပါတဲ့ဟာတွေပေါ့အမတခါတည်းဟာလာရှေ့အိုက်လုတ်ပေးသွားတာဖြစ်တယ်။ဟုတ်ပြီဒါဆိုရင်အမကဒီမှာ alignment ပေါ့နော်ဒီမှာဆိုဒီဒီသူ့ရဲ့ alignment ကိုအမတို့ကြည့်မယ်ပေါ့ဒါဆိုရင်ဘယ်ညီဘယ်ညီဆိုတော့ဘယ်ဘက်စာကြောင်ဘယ်ဘက်ကပဲညီွားပြီးဒီဘက်မှာညာဘက်မှာအဆွန်ထွက်နေမယ်။စန်တာဆိုစန်တာကနေဟိုဘက်ဒီပဲမျှပြီးတော့ညီွားတယ်ညာဘက်ဆိုလည်းညာဘက်ညီတယ်ဒါကြတော့အမတို့ကဟာလာ ဘယ်ညီညာညီဟိုဘက်မှာလည်းအဆုံးထွက်မရှိဘူးဒီဘက်မှာလည်းအဆုံးထွက်မရှိဘူးပေါ့နော်ဒီကသူပြထားတဲ့ပုံလေးအတိုင်းပဲဒါဆိုရင်ဘယ်ညီရဲအလေကောင်ညီရဲဒါဆို right ညီရဲဒါဆိုဟိုဘက်ဒီဘယ်ညီရဲဒါကြမှာတော့ line space ကိုပြောတယ်ပေါ့နော်ဟောပြီးဒါကြတော့မှာတော့ဟလာ bullet စာနံပါတ်ကြီးတက်တာပေါ့နော် bullet ထည့်ခြင်းနဲ့ဆိုရင်မှာတော့ဒီကနေပြီးတော့ထည့်မယ်ကိုထည့်ခြင်းနဲ့စာကြောင်းလေးကိုဆက်လက်မှတ်မယ် bullet ထည့်မယ်ဒါကြမှာတော့နံပါတ်ကြီးထည့်မယ်ပေါ့နော် ဟုတ်ပြီနံပါတ်ကြီးမှာလဲကိုကဟလာမြန်မာလို1နဲ့3နဲ့တက်ချင်တာလားဒါမှမဟုတ်ဆိုလို့ရှိရင်ဒီတိုင်းပဲအင်္ဂလိပ်လိုအင်္ဂလိပ်လိုပဲအမတော်1 2 3တက်ချင်တာလားယောမဂရန်နီတက်ချင်တာလားဟုတ်ပြီနော်ကိုကထည့်ထားတဲ့ဟာကိုကိုကပြန်ဖြုတ်ချင်တယ်ဆိုလို့ရှိရင်လည်းအမတော်ကဒီမှာသွားပြီးတော့နန်းယူလိုက်မယ်ဒါဆိုရင်ပြန်ပြုတ်သွားတယ်ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်အမတော်ဟုတ်ပြီအားဆုံးပြီနံပါတ်တစ်ခုတက်တက်ထားတယ်ပေါ့နော်နံပါတ်တစ်ခုတက်ထားတယ်ဟုတ်ပြီအမတော်အန်တာခောက်လိုက်တယ်အန်တာခောက်ပြီးစာရေးနေဆိုနံပါတ်စီရင်သူ့ဘာလို့တက်သွားတယ် ံပတ်စင်ကသူ့ဘာကိုတက်သွားတယ်ဘူးလက်လည်းအဲ့လိုပဲအမတို့အန်တာခောက်ပြီးတော့ရေးလိုက်တဲ့အခါမှာဘူးလက်ဆိုင်ကသူ့ဘာသူဝင်သွားတယ်အမတို့ဘူးလက်ဆိုင်ဝင်သွားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကိုကအဲ့မှာဘူးလက်ဆိုင်ကိုကဒီကနေစပြီးဘူးလက်ဆိုင်ကိုမတက်ချင်တော့ဘူးဒါဆိုလို့ရှိရင်အမတို့ဒီမှာသွားပြီး clear format လုပ်လို့ရတယ်အော်နော် clear format လုပ်လို့ရတယ်အဲဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုကကိုဒီနိုင်လေးမှာလွတ်တဲ့နေရာမှာကာစာချပြီးတော့စာရေးလို့ရတယ်ပေါ့နော်ဒီမှာ clear format လုပ်လိုက်တယ်ဆိုရင်အမတို့ထည့်ထားတဲ့ format တွေအကုန်လုံးသူကပြောက်သွားမယ်ပေါ့ငကို original ဒီဒီ software စဖွင့်ကနေက ် setting ချိန်ထားတဲ့အတိုင်းပဲသူဝင်သွားမယ်ပေါ့နော်သူဖောင်းဆိုင်အတိုင်းပဲသူဝင်သွားမယ်ပေါ့ဒါကြမှာတော့ format ကလေးကအဲ့မှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်အမကဒီနေ့မှာတော့ဟလာအဲစာကြောင်းနေရရှိမှာ bullet လေးတွေတင်ကင်တာလေးတွေထည့်မယ်ပြီးလို့ရှိရင်စာကြောင်းနေရရှိမှာတင်းနေတုံးလေးထည့်မယ်ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်အမတော့ဘေးနားမာဂျင်မှာကတ်ချင်နေဆိုရင်ဒီလိုမျိုးလေးအမတော့အပေါ်ကဒီတုံးလေးဒီတုံးလေးကိုဆွဲဆွဲပြီးလို့ရှိရင်အမတော့ဒီတုံးလေးနဲ့ပြန်ပြီးတော့ adjust ပြန်လုပ်လို့ရမယ်ပေါ့နော်ဒါလေးက အဲဟုတ်ပြီဒါဆိုရင်အမားတို့ဘူးလက်ဆန်နံပါတ်လေးကိုသုံးတက်မယ်နော်ဒါဆိုရင်ဆက်မယ်လေးလည်းထည့်တယ်မယ်နံပါတ်ကြီးလေးလည်းထည့်တယ်မယ်ပေါ့နော်အဲဆိုလို့ရှိရင်အားလုံးကိုကျေးဇူးတင်ပါတယ် knowledge တစ်ခုရမယ်လို့ထင်ပါတယ်နော်ကျေးဇူးပါ